ဒီဗီဒီယိုကိုကြည့်တဲ့သူကခေါင်းတချမ်းကိုက်ကိုက်နေတက်တဲ့သူဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အကြံပြုချင်ပါတယ်ရှင်။ဒါဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုလေးထဲမှာကျမကခေါင်းတချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေတဲ့အစားအစာ၉မျိုးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်လို့ဖြစ်ပါတယ်ရှင်။ ိုက်တဲ့ဝေဒနာရှိသူတွေကဝေဒနာကိုပိုဆိုးစေတဲ့အချက်တွေရှိပါတယ်နော်။တင်းဟုတ်နဲ့တင်းမကြည့်ကြဘူးဆိုပေမဲ့ကိုစားလိုက်တဲ့အစားအစာတွေကဒီခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေပါတယ်နော်။ Migraine Research Foundation ကပြောဆိုချက်အရဆိုလို့ရှိရင်ဒီခေါင်းကိုက်ဝေဒနာရှိတဲ့သူတွေကအစားအစာတွေနဲ့အခြားအချက်တွေပေါင်းလိုက်မှဒီယောဂါပိုဆိုးလာတယ်ဆိုတာကိုဆိုထားပါတယ်နော်။ဘယ်အစားအစာကယောဂါကိုပိုဆိုးလဲဆိုတာကတော့တယောက်နဲ့တယောက်မတူကြပါဘူးရှင်။ဒီဗီဒီယိုလေးထဲမှာတော့ကျွန်မကခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေတဲ့အစား ားအစာကိုမျိုးချောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်เนาะပထမအစားအစာကတော့ကဖိန်းတက်ပါတဲ့အရည်တွေပါเนาะကော်ဖီလပိရင်နဲ့ချောကလက်တို့လိုမျိုးကဖိန်းတက်ပါတဲ့ဒီအစားအစာတွေကိုအများရန်စားနေရနေပြီးတော့ရုတ်တရက်ဖြတ်တောက်လိုက်လို့ဆိုလို့ရှိရင်ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာကလည်းပိုဆိုးစေပါတယ်ရှင်ဒါပေမဲ့ American Migraine Foundation ကပြောဆိုချက်အရာဆိုလို့ရှိရင်ဒီကဖိန်းတက်ပါတဲ့အစားအစာတွေကိုပုံမှန်မီဝဲမယ်ဆိုလို့ရှိရင်ခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာကိုတောင်မှတတ်တာစီနိုင်တယ်လို့ဆိုထားပါတယ်เนาะနောက်အစားအစာတစ်ခုကတော့ ော့ဆေးတကြပါနော်ဒီဆေးတကြပါတဲ့အစားအစာတွေကလည်းခေါင်းချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်ရှင်နံပါတ်3အစားအစာကတော့အရက်ပါအရက်ကလည်းခေါင်းချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်ရှင်အရက်လို့ပြောတဲ့နေရာမှာအရက်ပါတဲ့ဘဲရမကမဆိုကိုပြောတာပါနော်နံပါတ်4အစားအစာကတော့ချောကလက်ပါချောကလက်မှာပါတဲ့ကဖိန်းဓာတ်နဲ့ဘီတာဖီနိုင်းအတိုင်းလမင်းဓာတ်တွေကလည်းဒီခေါင်းချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေတဲ့ဓာတ်တွေဖြစ်ပါတယ်ရှင်နံပါတ်5အစားအစာကတော့အချိုးမုတ်ပါအချိုးမုတ်မှာပါတဲ့မို ိုနိုဆိုဒီယမ်ဂလူတာမိတ်ဓာတ်တွေကလည်းအချို့လူတွေမှာခေါင်းတစ်ချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်နော်။နောက်အစားအစာတစ်ခုကတော့အသားကင်နေပါ။အသားကင်နေမှာပါတယ်။ Nitrate Oxide ဓာတ်တွေကဒီ အုံနောက်မှာရှိတဲ့သွေးကြောတွေကိုကျဲ့သေးတဲ့အတွက်ခေါင်းတချမ်းကိုက်တဲ့ဝေဒနာကလည်းပိုဆိုးစေနိုင်ပါတယ်ရှင်။နောက်အစားအစာတစ်ခုကတော့ဒိန်ခဲတွေပါ။ဒိန်ခဲတွေမှာ trimine လို့ခေါ်တဲ့ဓာတ်တမျိုးပါဝင်နေပါတယ်။ဒိန်ခဲတွေကတက်တန်းပိုရင်းလေးလေးဒီ trimine တွေကလည်းပိုပြီးတော့ပါဝင်မှုကများလေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဓာတ်တွေကလည်းခေါင်းတချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်ရှင်။နောက်အစားအစာတစ်ခုကတော့အချင်းဖောက်ထားတဲ့အစားအစာတွေပါ။ဒိန်ခဲလိုမျိုးအချင်းဖောက်ထားတဲ့အစားအစာတွေမှာ trimine ဓာတ်တွေကအများကြီးပါဝင်နေပါတယ်နော်။ င်ချီလိုမျိုးအချင်းဖောက်ထားတဲ့အစားအစာတွေကိုလည်းအလွန်အကျွံစားပေးမယ်ဆိုလို့ရှိရင်ခေါင်းတချမ်းကိုက်တဲ့ဝေဒနာပိုဆိုးစေနိုင်ပါတယ်ရှင်။နောက်ဆုံးအစားအစာကတော့အေးခဲနေတဲ့အစားအစာတွေပေါ့နော်။ဒီအေးခဲနေတဲ့အစားအစာတွေကလည်းအချို့လူတွေကိုခေါင်းတချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေတယ်လို့လေ့လာမှုတွေမှာတွေ့ရပါတယ်နော်။အခုပြောပြပေးသွားခဲ့တာတွေကတော့ခေါင်းတချမ်းကိုက်တဲ့ဝေဒနာကိုပိုဆိုးစေတဲ့အစားအစာတွေအကြောင်းပဲဖြစ်ပါတယ်။ဒီလိုဗီဒီယိုလေးတွေကိုကြည့်ရှုသူအနေနဲ့ကျန်းမာရေးပူးတရများစွာရရှိမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်။ဒီလိုကျန်းမာရေးပူးတရများစွာကိုနေ့စဉ် တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအမြဲတမ်းရောအားပေးကြပါအောင်လို့ပြောကြရင်လည်းဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရနော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။